ဆိုင်မမင်းဘူးဝီခမညာကျွန်တော်တို့ကျတော့ချမ်းသာတယ်လို့လည်းပြောလို့မရဘူးစားနိုင်တောင်းနေပါပဲဒါပေမဲ့ကိုသားသမီးဟိုနဲ့ပေါ့သူဖြစ်ချင်တာကိုစပိုးတင်ပေါ့လိုက်ပြီးတော့ပံ့ပိုးပေးတာကိုမရှိတဲ့ရှိတဲ့ကြားထဲမှာလိုက်ပံ့ပိုးတာပေါ့အဲကွန်ပျူတာတွေဆိုရင်သူအကုန်လုံးဆိုရင်တော့သိန်း ၄၅၆ကတော့သူရမှာပေါ့ဒါပေမဲ့သူ့ဘဝအရှည်အတွက်လေးပေါ့ဘဝတော့လုတ်ပြရမှာပေါ့ဟောဖခင်အနေနဲ့ခံစားချက်ကတော့သူတို့ငယ်စဉ်တည်းကဒီဝါသနာပါတာကိုပြိုးထောင်ပေးကြရလေသူကစပိုးရင်းလိုက်ပေးရတာပေါ့မိဘကတော့စပိုးရင်းပေးတာပေါ့မိဘဆရာတွေကလည်းဒီအောက်ခြေအနေကိုအပေါ်ထိသူကတင် जा ပေးရတာပေါ့ တင် जा ပြီးတဲ့ပုံမှာဒီကလေးတွေလိုက်လာမှုပုံမှာဒီအဆင့်ရောက်လာလေကိုကဝန်တာပြီးဒါဖြစ်ရတာပေါ့အတိုင်းနဲ့လွန်ပေါ့လေဝန်တာပြီးဖြစ်ရပါတယ်လေအာဖဂန်ရဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ကစားမတစ်ခုဖြစ်တဲ့အစိုင်းမြင့်မင်းနဲ့ဂျေနန်အောင်တို့ရဲ့အတွဲဖက်အနေမြန်မာပြည်စက်ကွန်တင်ရတော့လက်ရှိချိန်မှာဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်သူ၁၂နှစ်သားမှာဒီမှာဒီကွင်းရောနော်ရသေးကွင်းပေါ့ဆရာကိုလက်တို့အဲသူတို့ကနေရွေးချယ်ခေါ်တာဟုတ်ကျောင်းပေါင်းဆောင်လေကျောင်းပေါင်းဆောင်ခေါ်တဲ့ခါကျတော့ ဒီမှာဝါတရားကျောင်းကနေပြီးတော့သူလာရွေးခန္ဓာ16ရောက်ပေါ့16လာရွေးခန္ဓာနေမှာသူ့တယောက်တည်းရွေးထားလေသူလည်းအသေးဆုံးပဲအဲအဲ့အနေပြီးတော့မြို့နယ်ပွဲမြို့နယ်ကိုင်းပြီးတော့အဲ့ဒါခရိုင်ပွဲကြတော့လည်းသူ့ရွေးတာပဲဒီခရိုင်ပွဲဆင့်ပေါ့အဝင်းကြီးချုပ်ဖလားကန်နေဝင်းချုပ်ဖလားခံပြီးတော့လည်းသူတို့အဲ့ရခொနေရလူကြီးတွေအကယ်ဒမီကလူကြီးတွေဒီကလေးကတော့တော်တယ်ကျွန်တော်တို့ခေါ်မယ်ပေါ့နော်အကယ်ဒမီရွေးပွဲကြရင်

မန်လေးခေါ်သွားမန်လေးကနေမန်လေးကယ်ဒီယာနေမှာရန်ကုန်ကယ်ဒီယာရောက်တယ်ခင်ဗျရန်ကုန်ကယ်ဒီယာမှာတစ်နှစ်ပေါ့နှစ်နှစ်ပေါ့နှစ်နှစ်ကစားပြီးတော့မှယူဆက်ခွန်လေးစင်ကိုသူတို့ရွေးပါလာပါသွားတာပေါ့အဲ့ထက်ကကိုယ်ကလည်းပီတိဖြစ်ရတာပေါ့ကိုသားလေးဒီလောက်ထိစူးစမ်းရတယ်ဆိုတော့သိရတာလေ ဝဲတင်နိုင်အောင်လဲကိုရက်ွက်ပေါ့23ရက်ွက်ဝါတရားဝါတရားမှာကိုချွေမျိုးလင်ခါတွေရှိတယ်လीညီကောင်မောင်နှမရဲ့ရှိရတဲ့စိမ့်လည်းရှိတာပေါ့သူတို့အနေနဲ့ကလည်းဒီကလေးကိုကြည့်ကျင်တယ်ကြည့်ကျင်တဲ့အခါကျကိုကကားတွေငှားအာလာကြလိုက်ကြနောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့နောက်ပွဲတွေကျတော့မငှားနဲ့တော့အကိုကြီးကုံနေကျောပိုင်းငှားမယ်ဒီကလေးကိုလိုက်အားပေးတာလीရွာလုံးကျွတ်ပါပဲနောက်ဆုံးပွဲတွေဆိုရင်ဒီကလေးမပါလဲဒီကလေးကိုကြည့်တာမို့သူအသင်းသားတသင်းလုံးကိုလိုက်ကြည့်ကျင်တာပေါ့နော်ဆိုင်မမင်း ီကလေးမှမဟုတ်ပါဘူးအကုန်လုံးလဲတော်ကြလို့ဒီအဆင့်အောင်ရတာပါဟုတ်တယ်မဒီတယောက်တည်းတော်လဲမရဘူးလीအာလူတိုင်းဖုန်းနေနဲ့မေးကိုကတော့ရင်ထဲမှာတော့ရှိနေလေငါသားသမီးနေမကောင်းဘူးနော်ငါဘလို့ဖြစ်ရင်ကောင်းမလဲဆရာကြီးကလဲထဲ့ခြင်းနေသူမပိုင်လဲနည်းနည်းခက်ခဲလေးရှိလို့ဒါမှမဲ့မဖြစ်နိုင်ဘူးလို့ထင်တာပေါ့ကိုနေမကောင်းတော့အစာမစားဘူးလीမစားတော့ဆရာကြီးကလဲကိုဆန်းဝင်မထဲ့ပါနဲ့မထဲ့ရင်ပဲဆိုရင်မဲ့ဖုန်းထဲမှာမေးနေလို့မပြောစားဘူး အဓိကကတော့ဒီပွဲကိုရောက်လာရင်သူတို့တိမှာပဲတိရင်တော့စိတ်ဖြေသွားမှာပဲဆိုရဲအတိနဲ့ဒီလိုပဲလှုပ်ပေးထားတော့ကိုသားသမီးတင်ပေါ်ကိုရရှိဖို့အတွက်အကောင်းဆုံးဖန်တီပေးထားနိုင်တဲ့ဆိုင်းမြတ်မင်းဒီချိန်မှာတော့ကိုတိုင်သင်ကိုရရှိဖို့အတွက်အတော်လေးကောင်းမွန်တဲ့ကံချက်တစ်ခုနဲ့တော့ချင်းချောက်ထားခဲ့တာဖြစ်ပါတယ်သူတို့ key player ပေါ့ key player ဆရာလေးလည်းအားကိုးရတဲ့ player ဒါပေမဲ့သူတယောက်တည်းကောင်းလို့လည်းမရပါဘူးအစင်းပေါ်ဒီနဲ့နော်အောင်မြိုင်မြိုင်ဆန်နဲ့သူတို့ရဲ့ခွန်အားတွေနဲ့ရုံးသွားလို့ဒီဆင့်ရောက်တာပါ ျွန်တော်တို့ကြတော့ချမ်းသာတယ်လို့လည်းပြောလို့မရဘူးစားနိုင်တောင်းနေပါပဲဒါပေမဲ့ကိုသားသမီးဟိုနဲ့ပေါ့သူဖြစ်ချင်တာကိုစပိုးတင်ပေါ့ကိုလုံချင်တာလိုချင်တာဖြစ်ချင်တာလိုက်ပြီးတော့ပံ့ပိုးပေးတာကိုမရှိတဲ့ရှိတဲ့ကြားထဲမှာလိုက်ပံ့ပိုးတာပါလူမှလည်းအားကိုးပြီးတော့ပံ့ပိုးတော့မဟုတ်သူရှိရမျောလင်းချက်နဲ့လည်းလောက်တာတခုမှမရှိပါဘူးမိဘအနေနဲ့ကျွန်တော်ကပီတိပဲလိုချင်တယ်ပီတိပေါ့သူဒီလိုဖြစ်သွားရင်သူပီတိစားတော့ဆိုင်မြေမင်းမေခင်ဗျဆိုင်မြေမင်းမေဆိုင်မြေမရတဲ့ဒီမှာဆိုင်မြေမင်းလင်းရအောင် တင်ရအေးရမရလည်းမဲ့လေအောင်လက်ကန်နေပိတ်တယ်အဲဂုံပြူတာတွေဆိုရင်သူအကုန်လုံးဆိုရင်တော့သိန်း၄၅၆ရောတော့သူရမှာပေါ့နိုင်ငံတော်ဂုံပြူတာတွေဒီကအင်ချမ်းမြေဂုံပြူတာထည့်ပေါင်းရင်တော့၄၅ရောတော့ရမှာပေါ့ဒါပေမဲ့သူ့ဘဝအရှည်အတွက်လေးပေါ့ဘဝတော့လုတ်ပြရမှာပေါ့အဲ့ဒါလေးကိုဒါသူ့သူ့အတွက်ပဲအဲသူ့အတွက်ပဲရည်ရွယ်ပြီးတော့ထားရမှာပေါ့အဲအဲ့လိုလေးပေါ့ဘယ်လိုများလဲ အဲပဏိတဘုံတားလေးလုံးမဟုတ်ပါဘူးဒီမှာပါတဲ့နံပါတ်30ညီတန့်လေးပဲပါပါတယ်အားလုံးကဒီရွှေပြည်သားရဲ့သူကဂုံဆောင်လေးပေါ့နှစ်ယောက်သလုံးကဒီရွှေပြည်သားကိုဂုံဆောင်ပေးတဲ့အတွက်လည်းသူကဝမ်းမြောက်ဝမ်းသာပါတယ်ဒါပေမဲ့ဒီရွှေပြည်သားမျိုးနယ်ကြီးမှာရန်ရန်ကာကာနော်ရိုင်းဆိုင်နဲ့တိတ်မရှိပါဘူးလို့နောက်ပိုင်းဆုံးလာပြီးတော့အားပြီးလို့လာပြီးတော့လည်းခင်လို့ရပါတယ်လို့ဘလူ့ဦးမှာလည်းဒီကရိုင်းဆိုင်မရှိပါဘူးအချို့ထင်ကြတာပါ ထင်ကြပေါ့ရွှေပြည်သားမျိုးနဲ့လှိုင်သားမျိုးတွေရောမျိုးစုံတွေပေါ့ဟုတ်လားလူမိုက်တွေရှိတယ်ဟုတ်လားကျွန်တော်လူရဲမှုတွေရှိတယ်ဝါတရားဆိုတချို့ကားတွေမစင်းရကြဘူးလေလာကြပါလို့ဝါတရားမှလည်းမရှိပါဘူးလို့မိသားစုတို့ပဲကြိုးဆိုပါတယ်လို့အားလုံးဟုတ်ကဲ့ပါ ready ဖြစ်နေပါပြီခင်ဗျနောက်လဲလာပြီးတော့အားပေးကြပါဦးလို့အမြဲထာဝရပေါ့နော်သူတို့ကန့်နိုင်နေသည်ဒီတနိုင်ငံလုံးမှာရှိတဲ့ဒီဖွဲ့ကြည့်ပြည့်တဲ့အားလုံးပေါ့နော်လာပြီးတော့လည်းနောက်နောက်လည်းဒီ ဆိုင်းမြမင်းနဲ့ညီတန်လေးကိုအမြဲတမ်းထားရတာသူတို့အသင်းပေါ်တွေလည်းအကုန်လုံးပေါ့နော်တသင်းသားလုံးလာပြီးအားပေးကြပါအောင်လို့ကျွန်တော်ကနေဖိတ်ခေါ်ပါတယ်